်မင်္ဂလာပါတကယ်ရင်တို့ဒီနေ့မနေ့ပေါ့နော်တမီးနဲ့တိုင်စကားပြောရင်လည်း idea လေးတစ်ခုရရတယ်ပေါ့နော်ဘာလဲဆိုတဲ့အခါကျတော့ဒီဟိုကျွန်တော်တို့ဒီတက်ရွေရောက်လာတဲ့အခါမှာကျွန်တော်သားသမီးတွေရှိလာမယ်ကျွန်တော်သားသမီးတွေရဲ့အမြင်နဲ့မိဘတွေရဲ့အမြင်တွေကခုနလိုဟိုအရင်တော့လိုမျိုးပေါ့နော်ဒီပုံစံတိုင်းမှာပဲ gap လေးတစ်ခုရှိနေတယ်ပေါ့နော်ဆိုအဲ့ gap ကြီးဘာလဲဆိုတော့ကျွန်တော်သိချင်တယ်ပေါ့နော် တည်ရှင်တဲ့အခါကျတော့တမီးကိုပြောတယ်အဲဖေတို့ဘလောက်လေးတစ်ခုလုတ်ချင်တယ်ပေါ့နော်ဆိုတော့ဟို the different between the two generation gap ပေါ့နော်အကြောင်းလေးကိုကျွန်တော်တို့ဒီနေ့တမီးနဲ့ small talk လေးတစ်ခုပြောဖြစ်မယ်ထင်ပါတယ်ပြောဖြစ်ပါတယ်ပေါ့နော်ဆိုတော့မစ္စီတို့လည်းပဲဒါကျွန်တော်တို့ဒီ the two generation ရဲ့ဒီပြောရတဲ့စကားတွေမှတစ်ဆင့်တစ်ခုခုရလိုက်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ good morning siri good morning uh, have you finished your breakfast i have How's it going today? It's good. Going good. So the Mio PP ဒီမနေ့ကပြောခဲ့တယ်လို့ပဲဒါဖီရိုခစ်တုံးကဟိုဖြတ်တန်းခဲ့တဲ့အကြောင်းအရာတွေနဲ့ဟိုသမီးတို့ခစ်ဖြတ်တန်းလာတဲ့အကြောင်းအရာလေးကိုဖီရိုဒါစကားလေးတစ်ခုတော့ဟို small talk လေးတစ်ခုတော့ပြောကြရအောင်ပေါ့နော်ဆိုတော့သမီးရသမီးစေးထဲမှာရှိတဲ့အတိုင်းအားလုံးကိုဖြေချလို့ရတယ်ဘေဘေကလည်းဘေဘေတို့ခစ်တုံးကအကြောင်းအရာလေးတွေကိုပြောပြမယ်ပေါ့နော်ဆိုတော့အဲဒီ different between ပေါ့နော်သမီးတို့ရဲ့ခေတ်ရဲ့ generation ရဲ့အမြင်နဲ့ဘေဘေတို့ခစ်တုံးကဖြတ်တန်းခဲ့တဲ့အမြင်လေးနဲ့ ဒါနှစ်ခုစလုံးရဲ့ perspective ကိုတမီးတို့သိနိုင်လာပေါ့နော်ဆိုတော့အဲ့ထဲမှာဆိုရင်ပြီးတော့ technology လည်းပါမယ် education တွေပါမယ်တော့ဒီ futures ကနော်လို့ career တွေပါလာမယ်နောက်ခုကတမီးတို့ရဲ့ expectation ပေါ့နော်ဒါလေးတွေကျွန်တော်ဟိုတမီးတို့မျိုးတွေပြင်ဆင်ထားလေးရှိပါတယ်ပရမအူဆုံးအဲမိခိုးနေနေရတော့ဒီမှာဖေဖေတို့အရွယ်တုန်းကတမီးတို့အရွယ်ဖေဖေတို့တုန်းကဆိုရင်ဒီ တောင်းတဲ့တယောက် communicate လုပ်ဖို့ဆိုရင်အခုလို internet တွေဘာတွေမရှိနေဘူးပေါ့နော်မရှိနေဘဲနဲ့ဘာလို့ရလဲဆိုတဲ့အခါကျရင်ကျွန်တော်ဒီ line phone ပေါ့ line phone ဆိုတာပြပြတော့ဒီကြိုးကနေတစ်ဆင့်တွေ့ထားတဲ့ phone ရဲ့တစ်ဆင့်အဲအဲတုန်းကလည်းတလန်းလုံးမှမှ phone ကတလုံးလောက်ရှိတာဆိုတော့တကယ်ချင်းအိမ်ကိုခေါ်ခိုင်းရတယ်ခေါ်ခိုင်းပြီးတကယ်ချင်းနဲ့စကားတွေပြောပေါ့နော်ပြောပြီးတော့ချင်းရတယ်ပေါ့အဲဒါမှမဟုတ်လည်းပဲဘာလို့ကြလဲဆိုတဲ့အခါကျတော့ဒီပြပြတော့လမ်းလေးရက်ွက်ဒီတိုင်းမှာနှဖေးဆိုင်လေးရှိတယ်ပေါ့နော်ဆိုတော့ညနေပိုင်းဆိုရင် understood အဲအရင်ကကိုဒီတငယ်ချင်းတွေဘယ်နေရာမှာရှိနေဆိုတာကိုစုံမလေးတစ်ခုထားထားတယ်ပေါ့လေအဲ့လိုလေးတွေထားပြီးတော့မှပြပြတို့စုံကြတွေ့ကြပြောကြဆိုကြတယ်ပေါ့နော်အခုတမီးတို့ခင်မှာကြတော့အဲ့လိုမဟုတ်တော့ဘူးပေါ့နော်ဒီ smartphone တွေပေါ်လာတယ်ဟော social media တွေပေါ်လာ internet တွေပေါ်မယ်ရလာတယ်ပေါ့နော်ဆိုတော့တမီးတို့ရဲ့အခုခင်နေထားနေဟိုဘလို့များကွာခြားမှုတမီးမြင်လဲပေါ့နော်ကျွန်တော်ပြပြောလို့ပဲတမီးတို့ခင်ကအခု အာ mobile phone တွေပေါ်လာတယ်ဒီ social media တွေ communication app တွေအများကြီးပေါ်လာတယ်ဆိုတော့ဒီ communicate လုပ်ရတာတော့အရင် မခန့်နေဘူးပေါ့နော်အပြင်မှာတော့တွေ့ဆရာမလို့တော့ဒီတိုင်းဖုန်းကနေပြီးတော့အစားလေးတစ်ချက်ပို့လိုက်ဖုန်းလေးတစ်ခေါက်ဆက်လိုက်ရုံနဲ့ဒါစကားပြောလို့ရနေပေါ့နော်ဒါပေမဲ့ခုနကပြေပြောသလိုမပေးဆိုင်မှာတွေ့ရတော့တကယ်ချင်းနေတဲ့တူတူအချိန်ဖြုံးတာမျိုးကတော့ရှားလာရယ်ပေါ့နော်ဒီဖုန်းကနေပဲတဆင့်အစကားပြောကြတာဆိုတော့အပြင်မှာတွေ့ဖို့ကတော်ရုံတော်ရုံနဲ့မလွယ်တော့ဘူးပေါ့ in person attack လုပ်တဲ့အချိန်တွေတိတ်အများကြီးရှိခဲ့ပဲနဲ့အဲခုနလိုဒီ net ပေါ်မှာတဆင့် အဲ့လိုတော့ရှောက်သွားနေတာမျိုးပဲရှိခဲ့တဲ့ခါကျတော့တမီးတို့စိတ်ထဲမှာဘလို့နေလဲပေါ့။တမီးနေနေကတော့ဒီ real connection လူတွေနဲ့တကယ်စကားပြောရတာတော့ crave ဖြစ်တာပေါ့နော်။တကယ်ချင်းနဲ့နေလိုက်တာအပြင်မှာတွေ့ချင်းနဲ့အပြင်မှာစကားပြောချင်းနဲ့အဲ့လိုမျိုးစိတ်လေးတော့ရှိတာပေါ့။အဲ့တော့တမီးတို့နေနေထပ်ပြီးတော့မေ့ချင်တာကြတော့ဒီဒီဒီ technology ရတစ်ဆင့်ပေါ့နော်။အများနဲ့ communicate လုပ်ရတဲ့ခါကျတော့သူ့ရဲ့ impact တွေများတမီးတို့ခံစားရလား။အမထ overwhelming ဖြစ်တာမျိုးတွေပေါ့နော်။အဲ ဒါမှမဟုတ်လည်းခုနလိုဟို positive point ကိုပြောရနေမှာတစ်ဆင့်အဲ့လိုဟိုစိတ်ထဲမှာဘယ်လိုခံစားရလဲပေါ့နော်အဲ impact တွေအရောရှိရပါတော့ဒီ online အနေနဲ့စကားပြောရတာကြတော့အဲတယောက်နဲ့တယောက်ရဲ့စိတ်ကိုခံမှန်းလို့မရနိုင်ဘူးသူပြောတဲ့စကားပြောတဲ့ပုံစံမျိုးကိုကမသိနေတော့တစ်ခါလေးမှဒီ miscommunication ဆိုတာမျိုးကြီးဖြစ်လေဖြစ်ထားရှိရပါတော့ဒါကတော့ online အနေနဲ့ပြီးတော့စကားပြောတဲ့အဲပုံစံရဲ့စိုးကျိုးလို့ပဲပြောရမှာပါပေါ့နော် မကောင်းကျွားတော့ခုနပြောလိုပဲအာဆက်တွေ့ရတာမြန်ဆန်လာတယ်ပေါ့ real type ဖြစ်လာတယ်နောက်ကဒီဟိုချက်ချင်းကိုတတိယရယ်ဆိုရင်တကယ်ချင်းနေမြင်တယ်ဘီဒီယိုတော့လိုအားလှမ်းချင်းရတာတို့အာသူရှိမလားဆိုပြီးတော့မလားဖေးတိုင်းသွားတာမျိုးတော့မရှိတော့ဘူးပေါ့ဆိုတော့နောက်တစ်ခုအနေနဲ့မေးချင်တာကဘာလဲဆိုတော့အရင်တော့ဆိုရင်ဒီဖီဖီတို့ငငယ်တော့ဆိုရင်တပီတို့အသက်ရွယ်တော့တခုခုကိုသိချင်ပြီဆိုရင်လူကြီးတယောက်ကိုမေးရတယ်ကိုမသိတဲ့အရာတစ်ခုပေါ့နော်ဒါမှမဟုတ်လဲလိုင်ဘရီကိုသွားရတယ်ပေါ့နော် ဒါမှမဟုတ်လေခုနကအဲ့ချိန်တော့အင်တာနက်မရှိတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ very limited resource ပေါ့ဆိုရဲခါကြတော့အဲ့တော့တော့ cyclopedia ဆိုတဲ့ဒီ software လေးတွေအဲ့ဒီပေါ့ internet search ပေါ့လေခစ်စားရပေါ့နော်ဆိုရဲခါကြတော့အဲ့ဒီဒီမှာသွားပြီးတော့မှရှားရပေါ့အခုဟာရောတမီးတို့အနေနဲ့တစ်ခုခုလိုချင်တဲ့တစ်ခုခုသင်ယူချင်တဲ့ခါမှာဘယ်လိုဒီများလောက်ကန်ကြလဲပေါ့နော် အခုကဒီ technology တွေကလည်းတအားကိုအဆင့်မြင့်လာတဲ့ခါကြောင့်ဒီ information ရှာကတော့တအားလွယ်ပေါ့လွယ်သွားတာပေါ့နော် Google တွေဘာတွေဆိုလဲတစ်ချက်နှိပ်လိုက်ရုံနဲ့ရတယ်နောက်ပြီးတော့အခုနောက်ပိုင်း AI တွေလည်းတအားများလာတော့ဒီ search လုပ်ဖို့ကတအားញ៉ាំសានပြီးတော့លွယ်គូလာရဲ့ប៉ុណ្ណោះទំនៀមဆိုនេះសាលោកតារោបារោអាស AI នេះហូអត់ងជុពីរលោកហើយប៉ុណ្ណោះ ChatGPT រតិចា AI នេះលេះရှိတယ်ប៉ុណ្ណោះ So what do you prefer to use ChatGPT တုံးရတော့ပြောကြပါရဲ့ ChatGPT တုံးကြရမို့အများစုကတော့ okay ဆိုတော့နောက်တစ်ခုကကျတော့သမီးတို့ဒီ education နဲ့ပတ်သက်ပြီးတော့ဘောနော်ပြီးပြီးတော့တော့ရှင်းတယ်ခုနကလို private school ဆိုတာမရှိဘူးအဲခုနကလို့အစိုးရအကြောင်းတွေပဲရှိတယ်ဘောနော်အစိုးရအကြောင်းရအစစ်စင်တက်သွားပြီးမူလာတဲ့အလေနဲ့ထိုင်တက်သွားပြီးတော့မှ technology တွေတွားကြရတယ်ဘောနော်ခုသမီးတို့ခေတ်ကျတော့အဲ့လိုမဟုတ်တော့ဘူးဘောနော်ဒီပြည်တွင်းမှာလည်းမဟုတ်ပဲနဲ့ပြပတက်ကူတီလှမ်းနိုင်တဲ့အနေအထားတွေရှိလာတယ်ပေါ့နော်ဆိုတော့တမီးတို့ရဲ့အကြီးမားဆုံးစင်ခေါ်မှုက ပညာရေးနဲ့ပတ်သက်ပြီးပါဖြစ်လာနိုင်ခဲ့ပေါ့နော်ပညာရေးဖိုင်မှာတော့ဖေဖေတို့လုံးဝနေတော့ကွာတာပေါ့နော်သမီးတို့အခုက education opportunity တွေကအများကြီးပေါ်လာတယ်အနိုင်ငံခြားသွားဖို့ကလည်းအကလေးတွေကအကုန်လုံးလိုကနိုင်ငံခြားထွက်ဖို့ပဲစ조사ကြရပေါ့နော်ဆိုတော့အဓိကစိန်ခေါ်မှုကတော့အဲ့ဒါပဲဖြစ်မယ်ထင်ပါတယ်ဒီနိုင်ငံခြားမှာသူတို့စသွားတင်ဖို့ကိုဒီကနေပါပြင်ဆင်ပြီးတော့조사ရတာမျိုးတွေကတော့သူတို့အတွက်စိန်ခေါ်မှုဖြစ်မယ်ထင်ပါတယ် ကျေးဇူးတင်ကောင်းမှုပေါ့ဟုတ်ပြီအဲအဲ့ထဲမှာတမီးအခု academic ကိုတည်ယူနေရလေးရှိရပေါ့နော်အဲ့ထဲမှာတမီးအတွက် challenge အပြင်ဆုံး subject ကိုပြပြပြပေါ့တမီးကတော့ငငယ်တည်းကသင်ချာတော့အားနေလာရပေါ့အားနေရပေါ့နော်အခုဒီလဲအားနေတော့မှာပဲစူးစမ်းပြီးတော့တည်ယူနေရပေါ့နော် so အဲ့ဒါကို overcome ဖြစ်ဖို့အတွက်တမီးနေနေဘယ်လို planning တွေဘယ်လို idea တွေရှိတယ်လဲပေါ့နော်ဒါကို မချမ်းကျင်တဲ့ဘာသာဆိုတော့ကြောက်တဲ့စိတ်လေးတော့ရှိတာပေါ့ဒါပေမဲ့ကိုယ့်ရဲ့ဘေးမှာဒီအားပေးတဲ့တငယ်ချင်းတွေရှိရဲမိဘတွေရှိရဲမောင်နှမတွေလည်းရှိနေရောကိုကအကောင်းဆုံးတော့သူတို့လှုပ်ပြချင်တာပေါ့နော်ကိုကဒါကိုလုံနိုင်နေဆိုတဲ့ဟာမျိုးပြချင်တော့ကြိုးစားတာပေါ့ကောင်းပါတယ်ဆိုတော့ဒီဘာဖြစ်ဖြစ်သမီးတို့ဒီဟိုထားပါတော့အဲ education နဲ့ပတ်သက်ပြီးတော့မှရွေးချယ်ကြရည်အများကြီးရှိလာတယ်ဆိုတော့ဒီတစ်ခုကိုစိတ်ဝင်စားမှုအတွက်တိတ် ဟိုကိုလွတ်ဆောင်လို့မရဘူးဆိုလည်းပဲဒီဘက်တစ်ခုကိုပြောင်းလဲပြီးလုပ်နိုင်တဲ့အခွင့်အရေးတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဖေဖေတို့တုန်းကတော့အဲ့လိုတွေမရှိဘဲနဲ့သူက one way ပဲဒီ youth share ကအများကြီးမရှိဘူး a couple of opportunity ပဲရှိတယ်ပေါ့နော်ဆိုတော့ဒါတမျိုးအတွက်ကောင်းမွန်တဲ့ဆက်လက်တွေလို့ဖေမြင်တယ်တမျိုးစိတ်ဝင်စားတဲ့အရာတွေကိုဒီပြောင်းလဲပြီးလုပ်နိုင်လိုက်မယ်လို့လည်းထင်တယ်ပေါ့နော်နောက်ခုကဖေဖေတို့တော့ဆိုရင်အာဟုတ်ပြီကြောင်းနေပြီးသွားပြီးပွဲနေရပြီဆိုရင် youth share လောက်ကန်နေတာတိတ်အများကြီးမရှိဘူးပေါ့နော်ဆိုတော့ ဒီအိတ်ထဲမှာသစင်ကုန်တော့လို့တမီးတို့ခင်မှာကြတော့အဲ့လိုမဟုတ်တော့ဘူး။အာရွှေချစ်ကြရအများကြီးရှိလာပြီ။ကိုစိတ်ကူးတဲ့ကကိုလွတ်ချင်တဲ့အလုံနဲ့ဒီကိုဝါသနာနဲ့ထက်တူကြတဲ့အလုပ်တွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်။ဆိုတော့တမီးတို့တငယ်ချင်းတွေစုံတဲ့ခါမှာမတို့တော့ဘလို့အလုပ်တွေကိုစိတ်ဝင်စားတယ်ဘလို့အလုပ်တွေကိုလုပ်မယ်လို့အဲ့လိုဆွေးနွေးတိုင်ပင်ဖြစ်တာမျိုးတွေရှိတယ်လေ။အဲ့တော့ပြင်တမီးဖြစ်ချင်တဲ့ဟာပါလေပေါ့နော်။တမီးလွတ်ချင်တဲ့အလုပ်ပေါ့။အခုအတီးရတော့ပေါ့နော်ဖေဖေတို့ခေတုံးကဒီ graduate ဖြစ်တဲ့အဲတက်ကတော့ပြီးွားပြီဆိုရင်ကိုရတဲ့ဘွဲ့နဲ့ကိုလုပ်တဲ့အလုပ်နဲ့ကတိတ်မကိုက်ကြဘူးတတူမကြောက်မကြောက်ကြောက်အကိုကကြတော့ဘလိုမျိုးလဲဆိုတော့ငငယ်တွေကကိုသွားကျင်တဲ့လမ်းကြောင်းဒီ specifically ရွေးချယ်ပြီးတော့မှအဲ့လိုမျိုးဖြစ်လာရဲပေါ့နော်ပြီးတော့တငယ်ချင်းတွေနဲ့ဘလို career path မျိုးသွားကျင်လဲဆိုတော့အတော်တော်များများတော့တကယ်ချင်းတွေမှာ business ပိုင်းနဲ့ပတ်သက်ပြီးတွားချင်တာများတယ်။ဒါပေမဲ့သူတို့ရှိမှာကအဲ့လိုမျိုး creative ဖြစ်တဲ့အဲ ပြောပြရမလဲအတွေးခေါ်တွေရှိတယ်ပေါ့သူတို့ရှိမှာ entrepreneur ဖြစ်ချင်တဲ့စိတ်တွေရှိတယ်အဲ့လိုဆိုတော့အရင်ကလူတွေထပ်တော့ပို့ပြီးတော့လူငယ်တွေက creative ဖို့ဖြစ်လာတယ်တွေးနိုင်စွမ်းရှိလာတယ်လို့တော့ထင်တယ်ပေါ့နော်ဟုတ်ကောင်းပါတယ်ဆိုတော့ဒီတမီးရဲ့ futures career ကပါဖြစ်လာနိုင်လေပေါ့နော် for me သမီးဖြစ်ချင်တာစိတ်ဝင်စားတာတော့ဒီ tourism management ဘက်ကိုပွားချင်တယ်ပေါ့နော်မမေရောဖေဖေရောဒီ field တွေကဖြစ်တယ်ပြီးတော့ငွေတွေကလည်းခီးတွေအသွားများတယ်ဆိုတော့ဒီပိုင်းကိုတော့စိတ်ဝင်စားတယ်အဲ့တော့သမီးရဲ့အခု tourism management ကို tourism ဘက်ကိုစိတ်ဝင်စားတယ်ဆိုတော့ဖေမီလို့လို့မဟုတ်ဘဲနဲ့သမီးရဲ့စိတ်ထဲကနေပြီးတော့မှတကယ်လှုပ်ရှင်တဲ့ဆန္ဒကြောင့်ဖြစ်တဲ့ဆိုရင်တော့ကောင်းပါတယ်ဆိုတော့အဲ့ track ကိုသမီးပါရပြင်ဆင်ထားပြီးပြီလေပေါ့နော်အဲ့ track ကို features track ကိုပေါ့လေအခုအဲ့ ပိုင်းမှာလေးလာစတင်ပြီးတော့လေးလာဖို့တော့ဒီ academic ပိုင်းမှာတော့တက်နိုင်ဆုံးစ조사နေပါတယ်ပေါ့ဟိုနောက်တစ်ခုကဖေဖေတို့လူငယ်ဘဝမှာတော့ stat တွေတိတ်အများကြီးမရှိဘူးပေါ့နော်ဟိုတမီးတို့ခေရောက်လာတဲ့အခါမှာတော့လူငယ်ရဲ့ခံစားမှုတွေတမီးတို့မရဘူးအဲ့ဒါပြေခုနလိုလူငယ်ရဲ့အခွင့်အရေးတွေမရဘူးပေါ့နော်တမီးတို့စိတ်ထဲမှာ stat တွေများလာကြလားပေါ့အဲ့ဒါလေးကိုလည်းသိချင်တယ်အဲ့တော့ stat တွေများလာတဲ့အခါမှာတော့တမီးတို့ဘာတွေလုပ်လို့လုပ်ထားရှိလဲ stress တွေကတော့များတာပေါ့နော်အခုဒီနိုင်ငံဟင်းအခြေအနေကလည်းမကောင်းလူငယ်တွေကလူငယ်လိုမနေရဘဲနဲ့ဒီအိမ်မှာပဲအမြဲနေရတယ်ဆိုတော့ pressure တွေ stress တွေကတော့အများကြီးရှိတာပေါ့နော်ရှိတယ်ပေါ့နော်အဲ့ဒါတွေဘယ်လို overcome လုပ်လဲပေါ့နော်ဘလို့ overcome လုပ်လဲဆိုရင်တော့ဒီလိုပဲ internet ကနေပြီးတော့ motivational video လေးတွေရှာကြည့်ရတယ်ပြီးတော့ဒီတခြင်းနားထောင်တာမျိုးတွေစာအုပ်ဖတ်တာမျိုးတွေဒီလိုမျိုးတွေပဲပေါ့နော်ကိုဝါသနာပါတဲ့ဥစ္စာလေးချိန်ချုံးကြ နောက်တစ်ခုကတမီးရဲ့ social life ပေါ့နော်အခုအခုဆိုရင်တမီးတို့ digital ဖြစ်လာ digital key ဖြစ်လာတဲ့အခါကျတော့အဲ in person attack လို့တဲ့ဟာလေးတွေကတဖြည်းနဲ့ရွာလာလေးတွေ့ရတယ်ပေါ့နော်တိုးတော်လည်းပဲ video တော့အလဲတလို့ပါပဲခုနကလို့ဒီ Monday to Friday ဆိုရင်တိတ်မတွေ့နိုင်ကြဘူးအာကိုလှုပ်ရှား share လုပ်ကြပါဘောအဲ့တော့ weekend ပေါ့ Saturday Sunday ဆိုရင်တော့ချင်းတစ်ခုပြီးပြီးတော့မှအဲ့လိုတကယ်ရင်းနေနေစုံကြတယ်အာတွားကြတယ်ပြောကြတယ်ပြောကြတယ်ပေါ့နော် ဆိုတော့တမီတို့မှာရောတမီတို့ရဲ့ weekend တွေကဘယ်လိုခြေနေရှိလဲဘယ်လိုတွေများဖြတ်တန်းကြလဲပေါ့နော်ဒါလေးကိုပြပြပေးပါဦးအခုနောက်ပိုင်းကပေါ့နော်မိဖတွေကကလေးတွေကိုစိတ်မချလို့တော်ယုံတန်ယုံဆိုအပြင်မလွတ်ကြတော့အဲ့တော့ကလေးတွေကလည်းဟိုတွေးဖို့တငယ်ချင်းတွေချိန်မှုဆိုတာတော်ယုံတန်ယုံနဲ့ဇလွယ်ကူကူတော့မဖြစ်ဘူးပေါ့နော်တမီတို့ဆိုလည်းတငယ်ချင်းတွေနဲ့တခါတွေးဖို့အကြာကြီးစီစဉ်ရတယ်ဘယ်နေ့မှဘယ်လိုတွေးမဲသူ့အိမ်ကခွင့်ပြုလားငါအိမ်ကခွင့်ပြုလားပေါ့နော်မိဖတွေကမိဖတွေကိုလည်းဒီလိုခွင့်တောင်းရတယ်ပေါ့အဲ့ စီအများကြီးစီစဉ်ရတယ်ပေါ့နော်ဆို social life ကလည်းသမီးမှာတော့ social social cycle ကအသေး social cycle အသေးလေးပဲရှိရပေါ့နော်လူအများကြီးနဲ့ထိတွေ့ဆက်ဆံရတာမျိုးမရှိဘူးအိမ်နဲ့ကြောင်းပဲပေါ့နော်ဒီလိုမျိုးပဲတွားနေရတော့အဲတငယ်ချင်းတွေအများကြီးလည်းတိတ်မလုပ်ဖြစ်ဘူးအဲ့ဒီနောက်ဆက်တွဲအနေနဲ့ကတော့ဒီ social skill ကတော့တိတ်မကောင်းကြတော့ဘောเนาะနောက်ပိုင်းလူငယ်တွေကကောင်းတဲ့သူလည်းရှိရင်ရှိမယ်ဒါပေမဲ့တော်တော်များများက introverted ဖြစ်လာတယ်လို့ထင်တယ်လူတွေနဲ့ထိတွေ့ဆက်ဆံရမှာဟိုကြောက်ကြောက်လာတာမျိုးတွေပေါ့เนาะဆရာဒီတမိခုနကပြောခဲ့တဲ့အဲ digital life ရဲ့ impression ကဖြစ်လာဖြစ်လာနိုင်တာပေါ့ဖြစ်ခဲ့တာအဲ့ဒါကြောင့်တော့လေခုနက introvert တွေပိုများလာတယ်ဆိုတဲ့သဘောပေါ့เนาะဒီ social media ပေါ်မှာကြတော့ခုနက entangle အောင်မှာကြောက်လာပြီးတော့မှာ social media ပေါ်မှာတော့ဟိုပို့ပြီးတော့ပွင့်လင်းလာကြတယ်ပေါ့ပြောချင်တာ တော့မှာပြီနောက်ခုဟာတမီးတို့ဒီစိတ်ထဲမှာထားတဲ့ value တခုပေါ့နော်တမီးတို့ခင်မှာ value ကဘာတွေ value ထားလဲဥပမာထားပါတော့ moral သာဒါမှမဟုတ် physical လာဒါမှမဟုတ် inspired ဖြစ်တဲ့အခွင့်အရေးများရှိသလားဘယ်ဟာ value ထားလဲဆိုတော့နောက်ပိုင်းမှာဒီ technology IT ဘက်ကိုတော့တော်တော်များများ value ထားလာကြတယ်ဒီဟာမရှိတော့ရင် တိတ်ပြီးတော့အဆင်မပြေကြတော့ဘူးပေါ့နော်ဒီလူငယ်ဆိုလဲတနေ့ဟိုဖုန်းမသုံးရလို့ရှင်မနေနိုင်ရတာမျိုးဖြစ်လာတယ်ပေါ့နော်ဒီ mobile phone ဆိုတာသူတို့ဘဝမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာတယ်ဖြစ်လာတယ်ပေါ့လေလက်ခုက priority ပေါ့နော် priority တမီးတို့အခုဒီဖိဖိတော်ကတော့ priority အသိအများကြီးမရှိဘူးပေါ့နော်အာမှာကြောင်းပြွားရင်အလုပ်လုပ်မယ်အလုပ်လုပ်ပြွားတဲ့ခါကျရင်အာပြီးပတ်စံစီမယ်ပတ်စံစီတတိဖြစ်ခြင်းနဲ့ပိုင်းတယ်လို့ပဲပေါ့နော် အဲနောက်ခါဒီမိဘရှိမယ်ရောမမရှိမယ်ငယ်ပေါင်းစပ်ရှိမယ်တံမျိုးလေးတွေပဲရှိတယ်ပေါ့နော်။တမီးတို့တစ်ထပ်မှာတမီးတို့ဖြစ်ချင်တဲ့တမီးတို့ဒီဟိုတည်တဲ့ property တွေဘာတွေများဖြစ်နိုင်လဲ။အဲတော်တော်များများပေါ့နော်ဒီခုနပြောလိုပဲနိုင်ငံเจ้าမှာပညာသွားတင်နေပညာသွားတင်ပြီးတော့သူတို့ဖြစ်ချင်တဲ့ goal ပေါ့နော်သူတို့ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုလောက်ဖို့ကသူတို့ရဲ့ priority ဖြစ်လာတယ်သူထင်တယ်။ဒီကသူတို့ကိုယ်တိုင်အောင်မြင်ပြီးတော့ ဒီသူတို့စူးစမ်းထားတဲ့လမ်းကြောင်းတိုင်းမှာသူတို့အောင်မြင်အောင်လုပ်နိုင်ဖို့က priority ဖြစ်လာတယ်လို့ထင်တယ်အကုန်လုံးကလေအကုန်အဲကိုယ့်ကိုတိုးတက်ဖို့ရဲပြီးတော့ကိုယ်ပါဝင်ခြင်းအားလူတွေတိုးတက်ဖို့ရဲအတွက်စဉ်းစားပေးလာကြတယ်လို့ထင်တယ်။အဲ့တော့တပီးအေးဒါပါတော့ဒီတပီးတို့ရဲ့အခုဒီ struck များတဲ့ဒီဟိုပေါ့ life တစ်ခုပေါ့နော်ဒီဒီလူငယ်ဘဝမှာတပီးတို့အတွက် entertainment တွေရဲ့ဘာတွေဖြစ်လာနိုင်လဲပေါ့။အဲ့တော့တပီးတို့ရဲ့ leisure activity ပေါ့နော် ဟိုဘလို့ပုံသဏ္ဍာန်နဲ့တမီတို့အဲ့ဒါတွေဖြစ်ကြောနေလဲအခုဆိုရင်တမီပြောပြပုံရဆိုရင်တော်တော်များများကနော်လို social interact လို့ဒါ in person ကနေပြီးတော့မှ digital ပေါ်ကပဲတဆင်သွားတယ်ကြီးတွေ့ရတယ်ပေါ့နော်ဆရာခါကျတော့တမီတို့ရဲ့ဒီကနော်လက်ရှာ activity လေးတည်လို့ရမလားပေါ့နော်လက်ရှာ activity ကတော့ဒီ um movie ကြည့်ရယ် series ကြည့်ရယ်ပြီးတော့တခြင်းနေနားထောင်နေဒါတွေကတော့အများဆုံးလုပ်ဖြစ်တယ်ပေါ့နော် ဲ့တော့သမီးတို့ဒီအခုဒီ entertainment အနေနဲ့လုပ်တဲ့အခါမှာဘလို့ဟာတွေကိုပို့ပြီးတော့လုပ်ဖြစ်လေဥမာထားတော့တခြင်းနာထောင်နာရုပ်ရှင်ကြည့်တာ show သွားတာ shopping လုပ်တာအဲဘလို့ဟာတွေပို့ပြီးတော့ဟိုလုဆောင်လာကြတာများလေအာသမီးကိုယ်တိုင်ဆိုရင်တော့ဒီတခြင်းနာထောင်နာပို့များလာတယ်ခုနောက်ပိုင်းဒီ western artist တွေရောဒီနောက်ပိုင်း asian kpop တို့ဘာတော့လည်းဒီမှာတအားကိုအဲလူငယ်တွေတအားကြိုက်လာကြတယ်ပေါ့နော် တော့တချင်းသားထောင်သားကတော့ဒီအများဆုံးလို့ဖြစ်တဲ့ထင်ပါတယ်။ Okay ။နောက်ခုကကျတော့ဒီတမီးရဲ့ဒီ travel experience ကိုနည်းနည်းလေးသိချင်တယ်ပေါ့နော်။ဘောဆရောဖီဖီတို့ဖီဖီတို့ဝေးနေပေါ့တော့ shock သွားလာတယ်ပါညာ။ဖီဖီတို့သွားတဲ့ travel experience နဲ့တမီးတို့စိတ်ထဲမှာသွားတဲ့ခါမှာမြင်ရတဲ့ travel experience ၊ကြုံတွေ့ရတဲ့ experience နဲ့တူချင်မှတူမှာပေါ့နော်။တမီးတို့ရဲ့ perspective လေးကိုပြပြပေးလို့ရမလား။ အဲခီးကတော့ငငယ်တဲ့ကဒီအများကြီးသွားပြစ်တယ်ပေါ့နော်ပြည်တွင်းပြည်တွင်းမှာဆိုလဲအဲနှစ်တိုင်းလို့လို့သွားပြစ်တယ်ဒါပေမဲ့တခုနှမျိုးစရာကောင်းတာဘာလဲဆိုတော့သမီးတို့ဒီလိုအရွယ်တိတက်တဲ့အရွယ်ဒီလိုမှတ်နိုင်စွမ်းရှိတဲ့အရွယ်မှာခီးတွေအများကြီးမသွားပြစ်တော့ဘူးနိုင်ငံရေးချင်းနေကြအောင်ရောဆိုတော့အဲ့ဒါတော့နှမျိုးမိရေပေါ့နော်ကိုတိတက်တဲ့အရွယ်မှာမသွားပြစ်တဲ့အတွက်ကြောင့် တိတ်ပြီးတော့ experience ကကိုလိုချင်တဲ့လောက်မရဘူးလို့ထင်တယ်ငငယ်တော့ကသွားခဲ့တာသွားခဲ့တာဗျာမယ်ငယ်သေးတော့ဘာမှတေချာတိခဲ့ရတယ်မရှိဘူးဘာမှလည်းလေးလာခြင်းစိတ်မရှိခဲ့ဘူးခီးသွားရဆိုခီးသွားတာပဲအခုရွယ်ကြတော့အကုန်လုံးလိုက်ပြီးတော့လေးလာစူးစမ်းခြင်းတဲ့စိတ်ကရှိရပေါ့နော်တေချာလဲတည်နေပြီပေါ့တေချာလဲတည်နေပြီခုရောက်တဲ့ခါမှာတေချာလဲတည်နေပြီဒါပေမဲ့လည်းပဲအဲအကြောင်းမျိုးကြောင့်အခွင့်အရေးမရတဲ့ခါကျတော့တမီးတို့ဆွန်ဆာပြီးတော့မှအတူတူယူဖို့အခွင့်အရေးမရဘူးပြောချင်တာလေ တော့သမီးတို့ရဲ့မျိုးဆက်မှာဒီဒီ big challenge ပေါ့နော်အဲကြီးမားဆုံးစင်ခေါ်မှုကဘာဖြစ်လာနိုင်လဲကြီးမားဆုံးစင်ခေါ်မှုလို့ပြောရမယ်ဆိုရင်အမ်သမီးအတွက်ကတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့စင်ခေါ်မှုလို့ပြောရမယ်ထင်တယ်ဘာလို့လဲဆိုတော့ဒီကြားထဲမှာ covid ဖြစ်တာနဲ့နိုင်ငံရေးဖြစ်တာနဲ့သမီးတို့ငွေတိုင်းတို့လို့မှာပေါ့နော် education gap ကတခုကရှိနေတယ် အနည်းဆုံးတော့တစ်နှစ်လောက်ကတော့ကြောင်းနာခဲ့ရတယ်ရှိရပေါ့နော်ရှိတယ်ပေါ့လေအဲ့တော့ဒီပညာရေးဘက်ကပြန်လိုက်ရတာပေါ့နော်ကိုကိုဘက်ကနေပြီးတော့အကောင်းဆုံးစူးစမ်းပြီးလိုက်ရတယ်ပြီးတော့အကောင်းလုံးတွေကလည်းနိုင်ငံခြားထောက်ဖို့ပဲပြင်နေကြတာဆိုတော့အကောင်းလုံးရဲ့ရည်မှန်ချက်လူငယ်တိုင်းရဲ့ရည်မှန်ချက်လူကအခုကအဲ့လားပဲထင်တယ်နိုင်ငံခြားထောက်ဖို့ပဲအကောင်းလုံးကဆေးရထက်တန်တဲ့ပုံစံမျိုးဖြစ်နေရဲဆိုတော့ဒါကတော့သူတို့အတွက်အကြီးမားဆုံးစင်ခေါ်မှုဖြစ်နေတယ်လို့ထင်ပါတယ်โอเคအဲ့ကိုတော့အသက်ရွယ်လိုက်ပေါ့နော်ဒီ ကိုပလိုချင်တဲ့ဟာတစ်ခုရဖို့အတွက်အဲ့လို education ကတော့လို capture သွားတာတစ်ခုအားလည်းပဲသူတို့စိန်ခေါ်မှုတစ်ခုပေါ့နော်ပလိုချင်အဲ့တော့ဒီတစ်ဖက်ကလည်းပဲပြန်တွေးမယ်ဆို opportunity ပေါ့နော်သူတို့ရဲ့ဒီ museum မှာပေါ့နော်အဲ picket opportunity တစ်ခုအပါဖြစ်လာနိုင်လဲ bigger opportunities ကသူတို့ရှိမှာကဒီ technology ရဲ့ advance ဖြစ်လာတာမျိုးတွေရှိရဲ့အဲအကြောင်းသူတို့တော့ကောင်းတဲ့အခွင့်အခွေတစ်ခုပေါ့နော်ဒီဒီ technology ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းသူတို့ career path တွေအစ်စ်တွေပေါ်လာတာမျိုးရှိရဲအခုဆိုတော်တော်များများကဒီ computer science နဲ့ပတ်သက်ပြီးတော့ဗောနော်စိတ်ဝင်စားလာကြတယ်အဲ့ဘက်ကိုလည်းသွားလာကြတယ်ဗောနော်ဆိုတော့ဒါမျိုးတွေကတော့ကောင်းလာတဲ့အရာတွေဗောနော်ပြီးတော့လူငယ်တွေကအရင်လူကြီးတွေထက်ကိုဒီ social media ပေါ်မှာလဲသူတို့ရဲ့အဲသူတို့ရဲ့အတွေးတွေကိုလူလုံးလက်လက်ချပြခွင့်ရှိတော့ပို့ပြီးတော့ open minded ဖြစ်လာတယ်လို့ထင်တယ်ပို့ပြီးတော့အတွေးခေါ်တွေပွင့်လင်းလာကြတယ်ပေါ့နော်အရင်လို traditional နီလန်တိုင်းပဲဒီ ပုံစံခွက်ထဲမှာပဲတွေးတာမျိုးမဟုတ်ဘဲနဲ့အကုန်လုံးရဲ့အမြင်တွေကိုတွေးရတဲ့အခါကျတော့ပိုပြီးတော့ပွင့်လင်းလာကြတယ်လို့မြင်ပါတယ်။ Okay နောက်ခုကဒီလူငယ်နဲ့ politics ပေါ့နော်။ဆိုရဲခါကျတော့တမီးတို့အဲတမီးတို့တော့တော့ဒီ politics ဆိုတာကတော်တော်ဟိုထိရခက်တဲ့အရာတစ်ခုပေါ့နော်။ဆိုတော့တိတ်လည်းနားမလည်ခဲ့ကြဘူးနောက်ခုကသူ့ရဲ့ဒီသတင်းစစ်စင်မှုချက်လက်တွေရလဲပဲဟိုမမြန်ဆန်ဘူးပေါ့နော်အခုကျတော့တမီးတို့ဒီ ဟို geopolitic တွေကိုနားလည်နိုင်တယ်အဲ့ဒါပြီးတော့ခုနကလို့သူ့ရဲ့ impact တွေကိုလည်းတပြီးတော့လေ့လာနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်သူတမီးရဲ့ခုနကလို့ဒီ politics နဲ့ပတ်သက်ပြီးတော့မှတမီးအရွယ်မှာအခုမြင်တဲ့အမြင်လေးကိုပြပြပေးလို့ရမှာ global state မှာဒါမှမဟုတ်လေ Myanmar state မှာပေါ့နော်အဲ့ဒါလေးပေါ့နော်အချမ်းမြင့်အဖြစ်ပေါ့ ပိုလတ်တစ်ကခုနလိုပဲဖီဖီပြောသလိုပဲသတင်းတွေကအမြန်ဆုံးတွေ့နိုင်တယ်ဒီအင်တာနက်ပေါ်မှာရှာလိုက်တာနဲ့ပိုဘာအကြောင်းအရာသိချင်လဲဆိုပြီးရှာလိုက်တာနဲ့သတင်းတွေကဒီလိုမျိုးအများကြီးပေါ်လာတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့အမြင်နဲ့ပြောရမယ်ဆိုရင်အခုရွယ်မှာကအမှန်ဆိုလို့ရှင်ဒီရွယ်မှာကလေ teenage life ဆိုတာအမ်တခြားနိုင်ငံတွေမှာကြည့်လိုက်မယ်ဆိုရင်လူငယ်တွေကပို့ပပနဲ့ဘဝကိုဖျက်ဆီးကြတာတွေ့ရပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံကလူငယ်တွေကဒီ politics ကြောင့်ကိုပဲ ဟိုစိတ်တွေပူ stress တွေများပြီးတော့တအားကိုလေချုံနောင်ခံရတယ်လို့ခံစားရတယ်ဗောနော်ဒီ collective ကြောင့်မဲ့လူငယ်တွေကအခွင့်အရေးမရတာမျိုးတွေရှိလာတယ်ဆိုတော့အများကြီးတော့ထိခိုက်တယ်လို့ထင်ပါတယ်ဒီ collective တစ်ခုကြောင့်ဒီမြန်မာနိုင်ငံကလူငယ်တွေအကုန်လုံးဗောနော်အခုဒီတစ်ခုမေ့ချင်တာထပ်ပြီးတော့ contribution နဲ့ပတ်သက်တဲ့ဟာဗောနော်အာလူရီယာကတော့လူကြီးပင်းလာတဲ့အခါမှာကိုမတတ်နိုင်တဲ့လောက်ဗောနော်တဆန်းတဲ့အရာတွေနဲ့ ကိုယ့်ရဲ့ society ကိုပုံမကောင်းမွန် contribute လုပ်ရတယ်ပေါ့နော်။တမိစိတ်ထဲမှာဖြစ်ချင်တဲ့တမိ contribute လုပ်ချင်တဲ့အရာတွေကလူပတ်ဝန်းကျင်ကိုပါရီဖြစ်နိုင်တယ်ပေါ့နော်။အဲသမီးကတော့ဒီလူပါဝင်ချင်းအခုကလေမြန်မာနိုင်ငံမှာအဲပညာမတက်တဲ့ကလေးတွေလည်းများလာရပေါ့နော်ဒီနိုင်ငံရေးချောင်းကဒီ its education ဘက်မှာအလိုအပ်ချက်တွေအများကြီးရှိလာတယ်လို့ထင်တယ်အဲ့တော့အဲ့ပိုင်းမှာပို့ပြီးတော့ဖြည့်ဆက်ပေးခြင်းတယ်ပေါ့နော်ကိုကဒီ အာလူငယ်တွေကလေးငယ်တွေရောလို့မျိုးလူတိုင်းကိုပညာတက်စေရစ်တဲ့အဲ့လိုမျိုးပုံစံနဲ့ society ကိုကူညီကိုရောကူညီပေးတယ်เนาะတချင်ချင်းမှာတမိရအခွေးရခဲ့မယ်ဆိုရင်ဒီမမတည့်ရလူတွေတည်အောင်မတက်တဲ့သူတွေတက်အောင်အဲတမိရတက်တဲ့ပညာလေးနဲ့ contribute လုပ်ချင်တဲ့ဆိုရဲသဘောတရားပေါ့เนาะဟုတ်ကောင်းပါတယ်တမိကြားအဲကြားတဲ့ဟာပေါ့เนาะဒီဟိုပြောဖို့ကြံခဲ့တာလေးတွေပြစ်စုပြောချင်တာလေးရှိပါသေးလားအဲပြောဖို့ကြံခဲ့တာမျိုးဆိုရင်တော့ ဖြည်းဖြည်းထူးထူးရတော့အများကြီးမရှိပါဘူး။ဆိုတော့ဒါဘာပဲဖြစ်ဖြစ်ဒီနေ့တမိရှိရနေပြီမှာဖြည်းဖြည်းတို့အများကြီးတင်ပြကြရရလိုက်တယ်။တမိတို့မြင်တဲ့အမြင်တွေ perspective တွေကိုသိလိုက်ရပေါ့နော်။မိတ်ဆွေများလည်းကျွန်တော်တို့အသားဖားတွေရဲ့ဘယ်လိုပြောရလဲစကားဝိုင်းတွေမှာတစင်ပေါ့နော်။တခုခုရလိုက်မယ်လို့ပြောလင်ပါတယ်။အဲ့တော့မင်္ဂလာရှိတဲ့တင်းနေတွေလေးဖြစ်ပါစေခင်ဗျာ။